advocacy ရောနောက်တစ်ခုကเนาะအာ lobbying ပေါ့เนาะ lobbying လို့ခေါ်ပါတယ် PR က lobbying ရဲ့ advocacy ရဲ့ဆက်ဆက်မှုရှိပါတယ်เนาะဆက်ဆက်မှုရှိပါတယ်အဲအဲ့ဒီတဲမှာကျွန်တော်ဒုတိယပိုင်းမှာခေါင်းရှုပ်တော့မှာဆိုလို့ဒုတိယပိုင်းကြာရင်အဲ့ဒါတွေဆက်ဆက်တာလေးလဲကျွန်တော်ထည့်ပြောပါမယ်เนาะဆက်ဆက်မှုရှိပါတယ်တစ်ခုနဲ့တစ်ခုဟာမြင်ပါပါလေးပဲခြားနေပါတယ်မြင်ပါပါလေးပဲ ဘယ်အချက်ကိုပြရလို့ခေါ်ပြီးတော့ဘယ်အချက်ကိုတော့လာဘယ်လိုပြောမလဲဥပဒေအရเนาะအကျုံးဝင်မှုเนาะအဲ့လိုဟာမျိုးတွေဘယ်အချက်ကလေးတွေကကွာခြားမှုရှိတယ်လဲဆိုတာကိုကျွန်တော်ဒုတိယပိုင်းကြာရင်ပြောပြမယ်အခုဒါလေးမေးပေးတဲ့အတွက်အင်မတန်ကျေးဇူးတင်ပါတယ်เนาะအခုမေးတဲ့အခါမှာမေးခွန်းကိုတော့လူရင်းတူရှင်းပြရရင်သုံးမှုသလုံးဆက်ဆက်ပါတယ်เนาะအလောဘင်းကြီးတို့ပြရလို့ဆက်ဆက်ပါတယ်တချို့လဲရောထွေးပြီးတော့ မြင်နေကြပါတယ်အဲ့တော့အဲ့ဒါကိုခွဲခြားတဲ့နီးကတော့သူ့နီးလေးတွေသူ့အားလေးနဲ့သူရှိပါတယ်ကျွန်တော်နောက်နောက်တရားပိုင်းပြောရင်အဲ့ဒီကြောင်းလေးပြောပါမယ်နော်ကျေးဇူးတင်ပါတယ်ကျွန်တော် public relation knowledge sharing လုပ်တိုင်းနော်ပြောတဲ့စကားအဓိကထားပြီးတော့ပြောတဲ့စကားရှိပါတယ်အဲ့ဒါကဘာလဲလို့ဆိုတော့အဲပထမပြောတဲ့ဟာလေးအရင်ပြောပါမယ်နော် strategic channel လို့ပြောတယ် အပညာရစကလုံးအနေနဲ့ပြောရင် strategic ဆံပါတယ်မှန်ပါတယ်ကျွန်တော်တို့ကျွန်တော်ရဲ့အကြိုက်ကကျွန်တော်ကအယက်သားဆန္ဒကိုကြိုက်တယ်เนาะလူရိုးရိုးလူဆန္ဒကိုကြိုက်တယ်အဲ့ဒီတော့ PR သမားဆိုတာစုံရတယ်ဟောစုံရတယ်เนาะတတ်နိုင်သမျှဟလာလူတွေကိုသူကလူတွေကိုလွှမ်းမိုးဖို့လူတွေကိုဆွဲဆောင်ဖို့စူးစမ်းရတယ်เนาะ ူကျူးစားရတဲ့ဘာသာရက်နေပယ်ဖြစ်တဲ့အတွက်သူကတော့လူတွေနဲ့ပတ်သက်ရင်ပြည်ပြပြန့်ပြန့်သိလေကောင်းလေမှန်ပါတယ်စာစကားနဲ့ပြောရင် strategy စမ်းတာမှန်ပါတယ်နော်ဒါကြောင့်မို့လို့ပထမတစ်ချက်ကျေစုတင်နေဒုတိယတစ်ချက်ကတော့ကျွန်တော်အမြဲတမ်းပြောတယ်လို့ခုနကတော့လည်းပါသွားပါတယ်အဲ့ဒါဘာလဲဆိုတော့ public relation လုပ်တဲ့အလုပ်ဟာနှလုံးသားကိုဥတည်ရတယ်နော်နှလုံးသားကိုဥတည်ရတဲ့အလုပ်ဖြစ်တယ်နောက်တစ်ခါ မှုသားကိုရှောင်ကျင်ရတဲ့အလုပ်ဖြစ်တယ်။နောက်ဆုံးတစ်ခုကတသက်လုံးလောက်ရတဲ့အလုပ်ဖြစ်ပါတယ်။နော်တသက်လုံးလောက်ရတာပါ။ marketing ဟာ target ပြည့်သွားရင်ပြီးတော့ပါတယ်။နော်တရားဝင်မှုဟာသူ့ရဲ့တရားဝင်မှုကိုရောက်သွားရင်အဲ့ဒီကိစ္စပြီးတော့ပါတယ်။ public relation ကဂုံသိက္ခာကိုလောက်ရတာဖြစ်ပါတယ်။ယုံကြည်မှုကိုလောက်ရတာဖြစ်ပါတယ်။လေးစားမှုရအောင်လောက်ရတာဖြစ်ပါတယ်။ အဲကျွန်တော်အရသာစကားနဲ့ပြောရင်ကိုယ့်ရဲ့ product သို့မဟုတ်ကိုယ့်ကိုယ်ကိုယ်သို့မဟုတ်ကိုယ့်အဖွဲ့အစည်းကိုစွဲအောင်နှစ်လိုပွဲစွဲအောင်လုပ်ရတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့အဲ့ဒီအလို့ဟာယာရီဥရုပိုင်းခြားလို့မရဘူး။နှစ်ကာလနဲ့ပိုင်းခြားလို့မရဘူး။တစ်သက်လုံးလုပ်ရတဲ့အလို့ဖြစ်ပါတယ်။တကယ်တမ်းကကျွန်တော်အမြဲတမ်းပြောတဲ့စကားဖြစ်ပါတယ်။ PR လုပ်တယ်ဆိုတာတစ်သက်လုံးလုပ်တဲ့အလို့ဖြစ်ပါတယ်။နော်ကျေးဇူးအများကြီးတင်ပါတယ်နော် ဆရာကကျွန်တော်တို့ဒီဆရာ introduction ပြောသွားတယ်ပေါ့နော်ဆရာပြောသွားတဲ့အခါကျတော့ဒီဆရာသိချင်တယ်ဒီလောက်ပဲဆရာကအဲစတာပါလို့ပြောသွားတာပေါ့နော်ဆရာအခရိကကျွန်တော်တို့ဆရာ၄ချိန်တင်၄ရက်တင်ပဲပေါ့နော်ဆရာ၄ရက်တင်ပဲဆိုတဲ့အခါကျတော့လေးရကိုတင်မှာဘာတွေတင်ဖို့ရည်ရွယ်ထားပါလဲဆရာအဲ့ဒါဟာအဲသူတို့ရဲ့ လုပ်ငန်းဘဝမှာဘယ်လိုများအကျိုးရှိနိုင်တယ်လဲအဲ့ဒါလေးတော့ဆရာဟိုရှင်းပြသင့်တယ်လို့မြင်ပါတယ်ဆရာဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်เนาะဆရာအဲ့တော့အခုအာကျွန်တော်တို့၄ရက်တင်တဲ့အခါမှာ၄ရက်ဆိုတော့လည်းနည်းတာပဲဟုတ်ကဲ့ပါနည်းပါတယ်ဆရာဟုတ်ပါတယ်နားရေးဆရာเนาะ၄ရက်နားနားကျွန်တော်မန္တလေးမှာ၄ရက်သွားတင်တာဟာ9 to 5၄ရက်တင်တာဟုတ်အခုဟာကထပ်ပါတော့7 to 9၄ရက်တင်တာပေါ့အဲ့တော့အဲ့လိုတင်တဲ့အခါမှာကျွန်တော်ပထမဆုံးတော့ ။ဘာလို့ပြောရမှာလဲဆိုတော့ public relation ကိုဒီနေ့ညပြောသလိုပဲသူတို့စိတ်ထဲမှာ public relation ကဘယ်ဟာပါလားလို့ကိုယ်ကိုယ်ပြားပြားသိဖို့လိုတယ်။ဒီနေ့ပြောတယ်ဆိုတာဟိုပါပဲရှိသေးတယ်။ဒီနေ့လည်းเนาะအလုံးအလုံးဆရာရောเนาะဒေါက်တာဦးအောင်မင်းသိန်းရောเนาะအလုံးကျိုးစိုးနှုတ်ဆက်တာတွေပြောရတယ်เนาะအဲ့လိုပြောရတဲ့အခါကျတော့ no public relation ရဲ့မိတ်ဆက်ကိုဒီတဲ့ကြေကြေပြန့်ပြန့်ကျွန်တော်ပြောဖို့တည့်ရမှတ်ထားပါရယ်เนาะနောက်တစ်ခါ ဒုတိယနေ့ကြလို့ရှိရင်ဘာပြောချင်တာလဲဆိုတော့ public relation public relation လုပ်မယ်နော်အာဒါလာတက်တဲ့လူတွေဆိုတော့ကိုယ့်ရဲ့အတွေ့အကြုံချောင်းမှာဒီဘာသာရပ်ကိုဘလို့ apply လုပ်မလဲဆိုတာနော်ရှိတာ哦အဲ့တော့အဲ့ဒီလို public relation တကယ်လုပ်တော့မယ်ဆိုရင်ဘယ်လူတွေလုပ်ရတာနော်ဘယ်အချက်တွေက public relation ကိုအထောက်အကူပြုတာနော်ဘယ်လူတွေလုပ်ရတာဆိုတော့ လုတ်ပုံလုတ်နီးတွေကိုပြောမှာဖြစ်ပါတယ်လုတ်ပုံလုတ်နီးတွေပြောတဲ့အခါမှာဥပမာကုမ္ပဏီကပွဲရှိရင်လည်းအဲ့ဒီကုမ္ပဏီပွဲကနေပြီး PR ဖြစ်သွားအောင် PR ကဘယ်လိုပါပြီးတော့ဘယ်လိုထောက်ကူဖြစ်အောင်လုပ်ရတာနော်ပွဲလုတ်တာမဟုတ်ဘူးကုမ္ပဏီကထားပါတော့ဗျာနော်အဲရိုးရိုးပဲနော်ကုမ္ပဏီထဲမှာရှိတဲ့ internal staff party လုပ်တယ်အဲ့ဒီ staff party လည်းတကယ်တမ်းကတော့ public relation သမားကပါပေးရတာပဲ staff party လုပ်တာတောင်မှ तू ကလိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့ staff party လုပ်လိုက်လို့ရှိရင် အဲ့ဒီ staff တွေအကုန်လုံးကဒီ company ရဲ့သူတို့အပေါ်မှာဆောင်ရွက်မှုတွေကိုကျင့်တတ်အားရပြီးတော့နော်ကျင့်တတ်အားရပြီးတော့ company ပေါ်မှာနှစ်သက်အားကိုးတဲ့စိတ်ယုံကြည်တဲ့စိတ်ပေါ်ပေါက်ဖို့ဆိုတာဒါကမလွဲမသွေပါပါတယ် staff party တွေမှာနော်ထားပါတော့လေနော်အဲ့တော့အဲ့ဒီလိုဟလာကိုယ့်ရဲ့ဟိုမှာ marketing သမားဆိုရင်လည်း public relation ကိုတည်သွားတဲ့အခါမှာ तू ဘယ်လို marketing လုပ်ပါလဲသူ့ရဲ့ marketing လုပ်ဖို့လုံးကြီးဟာ ငွေပမာဏတစ်ခုတည်းကိုဥတီယုံထက်အများကြီးပိုတယ်ဆိုတော့သူနားလဲလာမှာနော်နားလဲလာမှာ public relation နားလဲတဲ့လူဟာအစအစအရာရာပြင်ဆင်လုပ်ကြင်တာတွေဟာဒေါင်းစီအတုံးကြတကယ်ကိုနော်အများနဲ့ကွဲပြားသွားတဲ့ရက်လက်တွေပေါ်လာပါလိမ့်မယ်နော်ပေါ်လာပါလိမ့်မယ်နော်အဲ့ဒီကြတော့ဟလာဒုတိယနေ့ကြအဲ့ဒါမျိုးဒုတိယတစ်ချိန်မှာအဲ့ဒါတွေ့ရအောင်နော်နံပါတ်1နေ့ကိုတွေ့မယ်လို့ပြောတာမဟုတ်ပါဘူးနော်အဲ့နောက်နောက်ထပ်ဟလာ အဲသုံးပါဆိုလို့ရှိရင်ဘာတွေ့နိုင်တယ်လဲဆိုတော့ public relation သမားရဲ့တာဝန်တွေရှိတယ်သူ့ရဲ့တာဝန်တွေကဘယ်တာဝန်တွေသူလုပ်ရတာလဲပေါ့နော် online ပေါ်မှာပြဿနာတက်နေတယ်ဆိုတော့အဲ့ဒါတွေကို case study လုပ်ပြီးကျွန်တော်တို့ကရှင်းပြဒီ case မှာသူများကဒီလိုရှင်းတယ်အဲ့ဒါဆိုရင်ဘယ်ချက်ကအားနည်းနေဘယ်ချက်ကအကောင့်နေဒါမျိုးတွေပါတာပေါ့နော်အဲ့တော့ number 3မှာဒါတွေပါတယ် number 3ဆိုတာဟိုပါမဲ့ဟာကိုပြောတာပါနေ့ရက်ကတော့အခြေအနေကြည့်လို့ပေါ့နော်အဲ့နောက်တစ်ခါနော်ကျွန်တော်ဒီနေ့အချိန်နှဲသွားလို့တောင်းပန်ရတဲ့မီဒီယာပေါ့ နော် public relation သမားကဟိုတခစ်ကတော့ဟိုတခစ်ပဲပြောပြရစီနော် social media တွေမပေါ်ခင်2006လားဟလား2006မတိုင်ခင်ကတော့ public media လို့ခေါ်တဲ့သတင်းစာ video နော် television public relation ရဲ့အသက်အဲ့ဒါအဲ့ဒါတွေမရှိဘဲနဲ့ public relation ဆိုတာလည်းရှိကိုမရှိဘူးနော်အဲဒါကြောင့်မို့လို့အရင်ဆုံးကတော့အဲ့ဒီလို public media တွေကိုအင်မတန်အားကိုးခဲ့ရတော့ မီဒီယာဆိုတာမသိလို့ကိုမဖြစ်တာအကြောင်းမို့လို့အပိုင်းတစ်ပိုင်းအနေနဲ့မီဒီယာရဲ့တန်ဖိုးမီဒီယာနဲ့ PR နဲ့ဘယ်လိုလက်တွဲသွားတယ်ကျွန်တော်လက်တွဲလို့ပဲသုံးပြရစေနော်အသုံးချမဟုတ်ပါဘူးလက်တွဲပါနော်မီဒီယာနဲ့ public relation ဟာလက်တွဲတာတချို့ကတော့အသုံးချတယ်လို့သုံးတယ်အသုံးတော့မချပါနဲ့လို့နော်အဲ့ဒါလက်တွဲပြီးသွားတယ်လို့ပဲကျွန်တော်တို့ပြောပြရစီနော်အဲ့တော့အဲ့ဒီလိုဟာမျိုးတွေပါမာပေါ်လို့နော်ဒါကြောင့်မို့လို့ လေးရက်ဆိုလဲအတော်ချုပ်ပြီးတော့ပြောရတာပဲလေးရက်မှလည်းချုပ်ပြီးတော့ပြောရတယ်ဒါပေမဲ့ဒီကနေ့နားထောင်တဲ့လူနဲ့လေးရက်နားထောင်တဲ့လူကတော့အများကြီးခွာချားမှာပေါ့လေအခုကတော့အခုနားထောင်ရတယ်နှစ်နာရီပေါ့နော်ကျွန်တော်နောက်ထပ်နိုင်ဝဲပြောဆိုလဲပြောနိုင်ပါသေးတယ်သို့တော်လဲခုနကတော့လေးရက်ပြောတဲ့ဟာနေတော့လေအဲကွဲပြားပါတယ်လို့နော်လေးရက်မှာတော့ကျွန်တော်တတ်နိုင်တယ်မြအကျိုးရှိအောင်ပေါ့နော်အခုအကျိုးမရှိဘူးလို့ဆိုလို့တာမဟုတ်ပါဘူးနော်အခုလဲ အဲအစာလေးတွေတော့အကုန်မြင်သွားပြီလို့ထင်ပါတယ်เนาะသဘောတရားတွေကိုမြင်သွားပြီလို့ထင်ပါတယ်အဲ့တော့လေးရဲ့တင်တန်းမှာလာ join နေဆိုတော့လုတ်ပုံလုံနီးတွေကိုသိရမှာပေါ့လုတ်ပုံလုံနီးဘာတိရေးကြီးလဲဆိုလို့ရှင် press release လို့ခေါ်တယ်အဲ့လိုထုတ်ပြန်ချက်တွေရှိတယ်အဲ့ဒါလေပီယာနဲ့ဆိုင်နေပီယာသမားပဲအဲ့ဒါကိုအဆုံးဖြတ်ပေးတာနောက်တစ်ခါဘာတိလဲဆိုလို့ရှင် CEO တွေ president တွေပြောမယ် speech အဲ့ဒီ speech တွေအကုန်လုံးဟာ ပြီးအာသမဖန်တီးပေးထားတာပါနော်အင်မတန်မှကိုပဲနော်ဟို public relation ဆိုတဲ့ဘာသာရပ်ဟာစိတ်ဝင်စားစရာတိတ်ကောင်းနေနော်တိတ်အရေးကြီးတဲ့နေရာတွေမှာနေတာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့အခုမြန်မာနိုင်ငံမှာနော် public relation ကို public relation တစ်ခုတည်းကျွန်တော်အားဆိုင်လာတာနှစ်20လောက်ဖြစ်လာပြီနော်ဘလောက်တိတယ်လဲတိတ်မတိသေးဘူးဆရာကြီးတိတ်မတိကြသေးဘူးဒါကြောင့်မို့လို့ဟုတ်ပါတယ်ဆရာ သိစေခြင်းနဲ့တိတ်ကိုသိစေခြင်းနဲ့တိတ်ကိုကျေပြန့်စေခြင်းနဲ့နားလည်တက်ကြွပြီးတော့เนาะ public relation ရဲ့ do's and don'ts လေးတွေနဲ့လျှောက်လှမ်းကြတဲ့လူတွေဖြစ်စေချင်တာကျွန်တော်อ่ะเนาะဖြစ်စေချင်တာဆရာเนาะအဲဒါကတော့ဆရာပြောတဲ့ဟာကိုအဲ့လောက်ဆိုရင်သုံးတယ်ထင်ပါတယ်เนาะကျွန်တော်ဖြေတာသုံးရလားဆရာဟုတ်ကဲ့ပါဆရာကျွန်တော်ကလေဒီဆက်တင်တန်းကို ဖွင့်နေဆိုတဲ့ရည်ရွယ်ချက်က ရပါလုံးရွေချက်ကဆရာဟိုလိုက်လိုက်တခုပေးတာပေါ့ဒီဇင်ဘာပေးဟိုပေးတယ်ဆိုတော့အခုကျွန်တော်ကိုယ်တိုင်ကူကတက်ချင်တာဆရာ public relations ကဒါအမှန်ပြောတာပါတော့တက်ချင်တာပါနောက်ကျွန်တော်တို့ကိုယ်တိုင်ကလည်းဟိုဆက်သွယ်ဆက်ဆံနေရတာပေါ့နော်အများတည်းပဲဆက်သွယ်ဆက်ဆံနေရတာအခုဒီမှာလာတဲ့သူတွေအကုန်လုံးကလည်းဒီ business ပေါ့နော် business သူ point ချက်နေလောက်ကြတာဖြားတယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်အခုဖိတ်ကြားထားတဲ့ဓမ္မလေးကျွန်တော်လည်းသိတဲ့လုပ်ငန်းရှင်တွေအဲဒီပြီးဆက်ဆန့်တာပေါ့နော်ခါတာမျိုးတွေအားလုံးနေလဲပါတယ်နောက်တစ်ခုပေါ်ဆရာရဲ့ public relations တဲ့မှာဆရာကျွန်တော်ပြောမှုပါတယ်ရှိတယ်အခု company တွေမှာရော လုပ်ငန်းမှာရောဒီ media personality တခုရောဖြစ်လာတဲ့အခါမှာပေါ့နော် အဲအဲ့ဒီလိုသူတို့မှာ crisis management ခေါ်တဲ့ problem တွေပေါ်လာတယ်နော်ဆရာဖြစ်ရှိရမယ့်ကိစ္စလေးတွေ dark side လေးတွေပေါ်လာတယ်ပေါ့ဆရာရဲ့နော်ကိုမထင်ထားတဲ့အရာတစ်ခုကခက်ခဲများ ပေါ်လာရင်ဆရာကျွန်တော်မေးချင်တာ public relations က how to handle ဆိုတာလေးများပေါင်းမလားဆရာဆရာသမဲ့အထက်ထဲမှာအော်သူကစောစောတုန်းကပြောတယ်ဆရာဒုတိယနေ့လောက်မှာပါလာမယ် public relation သမားရဲ့တာဝန်ကဟိုဟိုးရင်တော့က73ချက်လောက်ခွဲတာကြာခုနောက်ပိုင်းကျတော့သူက6ခုအဲ6ခု6ခုလောက်အဲ့လောက်ပဲခွဲတော့တယ်အဲ့ဒီတဲမှာ crisis management တနည်းအားဖြင့် online ကြောင့်ဖြစ်လာတဲ့ social media crisis management ကို public relation က chapter တစ်ခုအနေနဲ့သူကပါလာတယ်သူက public relation တက်တဲ့လူကပဲအဲ့ဒီဟာကိုဖြည့်ရှင်းရတာ သူက social media ကြတော့အမြင်ကပိုကွဲတယ်လေအမျိုးမျိုးတွေကွဲနေတယ်ဟုတ်ကဲ့အဲ့ဒီမျိုးမျိုးသောအမြင်တွေကိုလွှမ်းခြုံနိုင်ဖို့ကိုပြောတဲ့စကားကိုယ့်ရဲ့ဖြည့်ရှင်းချက်ကအမျိုးမျိုးသောအမြင်တွေကိုလွှမ်းခြုံဖို့ဆိုလို့ရှိရင် public relation တမသို့မဟုတ် public relation team ကအဲ့ဒီဟာကိုကင်တွဲရတယ်ထားပါတော့ဆရာဆရာပြောသူ dark side နာမည်ပြတ်ဖို့ကိစ္စကြုံလာပြီဆိုရင် public relation က तू က play abc နီးလန်းတွေဝေးတွေအများကြီးထုတ်ပေးရတယ်။အဲ့ဒီလိုထုတ်လိုက်ပြီးမှအဲ့ဒီဝေးတွေကနေပြီးတော့မှအသင့်တော်ဆုံးနီးလန်းတွေကိုတစ်မျိုးပြီးတစ်မျိုးပြောင်းပြီးတော့တုံးကြတာ။ဆရာဥပမာတွေအများကြီးရှိတယ်ဆရာအဲ့ဒါเนาะကျွန်တော်ကိုယ်တိုင်ဟုတ်ပါဆရာဒီနေ့ဖြစ်ကြမှာပဲကျွန်တော်တို့ဥပမာတွေကိုပြောပြတာပေါ့နော်ဆရာဆရာအမတင်ဥသာတော့ပြောတဲ့အထဲမှာပေါ့နော်ဆရာဆရာဖြည့်ရှင်းနည်းလေးတွေပြောတာကျွန်တော်တော့နည်းနည်းလေးမှတ်မိပါတယ် ဟို public relations သမားတွေဟာ the truth နဲ့ truth ကိုသာအခြေခံမယ်ဆိုတာလေအဲအဲ့ဒါဒီပေါ်ဒါလေးတွေအသေးစိတ်အဲ့ဒီကြတော့ဆရာရှင်းပြပါပေါ့နော်ဆရာနော်အဲအဲ့ဒီလိုထင်ပါတယ်ဟုတ်ကဲ့ပါဆရာဆရာအခုလိုပြောပြတာရှင်းပြတာကိုပဲကျွန်တော်ကဟိုဟိုဘယ်လိုပြောမလဲကျွန်တော်ကတင်တန်းတီထောင်သူတော့ဖြစ်ပေမဲ့အဲကိုယ်တိုင်ကိုစိတ်ဝင်စားလို့ကဟိုဆွေးနွေးခြင်းဖြစ်ပါတယ်အဲကျန်တဲ့သူတွေနဲ့ အဲနည်းနည်းများသိကျင်တာရှိရင်ဆွေးနွေးကြည့်ယူရပါသေးတယ်မိကုန်းတစ်ခုတစ်ခုပေါ့ဗျာနော်ဆရာဟုတ်ကဲ့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 အာဂျာပြတ်ဆရာဂျာပြတ်ကျွန်တော်ဟုတ်ကဲ့ဆရာအာကျွန်တော်ဒီနားကနေထောင်ပြရင် email လေးမြန်မြန်မလားဆရာဟို admin အမြတ်လုတ်ပေးနိုင်မလားကျွန်တော် email လေးကိုလေသူတို့အားလုံးကို kswevery@gmail.com ကိုမေးလို့ရတယ်တော့မဟုတ်ရင်ဆရာတို့ရဲ့ ဝေဆန် institute ကျွန်တော်တို့ဝေဆန် institute ကိုအဲဒီတက်ရောက်တဲ့သူတွေဒီ main main ဟိုအပေါ်ဆက် page messenger နေဆက်သွယ်လို့ရပါတယ် page ပါတယ်မိမိမေးလို့ရင်တော့မေးချင်တာလေးတွေလို့เนาะတကယ်လို့များဟိုအကြောင်းကများပေါ့เนาะဆက်သွယ်ချင်တာတွေရှိလို့ရှိရင်အဲ့ဒီကနေမေးပါเนาะရပါတယ်ကျွန်တော်တို့အများအားဆက်သွယ်ရှိပါတယ်ဖြည့်ပေးပါမယ်เนาะအော်အဒီ public relation နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အမြဲအသိရှိပါတယ်လို့ပြောပြရစီเนาะโอเคဆရာဟုတ်ကဲ့ပါဆရာ အဲ့တော့ဆရာတင်နန်းကအဲတက်ပါလို့ကျွန်တော်တို့ကတော့ဟိုဆိုလိုချင်တာမဟုတ်ပါဘူးအဲတက်လို့ကတက်နိုင်ပါတယ်မိမိကိုယ်တိုင်ရွေးချယ်ဖို့ဖြစ်ပါတယ်အဲခုနဆရာပြောသွားတဲ့ချက်ကလေးတွေကမှအဲကိုယ့်ရဲ့ကြိုးစည်းပွားနော်ကိုယ့်အဖွဲ့အစည်းရဲ့ကြိုးစည်းပွားနော်ကိုယ့်ရဲ့လက်အောက်ကဝန်ထမ်းတွေရှိတယ်ဆိုရင်လည်း အဲ့ဒီအဖွဲ့အစည်းရဲ့ကျိုးစီးပွားအားလုံးကို business ဘိုင်းအရာပဲဖြစ်ဖြစ် ပေါ့နော် develop ဘိုင်းအရာပဲဖြစ်ဖြစ်အကျိုးရှိမယ်လို့ဆိုလို့ရှိရင်တက်နိုင်ပါတယ်တက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ Wisdom Institute ရဲ့ page messenger ကနေဆက်သွယ်နိုင်ပါတယ်ဒီကြော်ညာလေးတွေလည်းရှိပါတယ်ဝင်ကြည့်လိုက်ပါလို့နော်ကြောင်းတင်နိုင်အပ်မယ်ဆိုလို့ရှိရင်အဲ့ဒီကနေဆက်သွယ်တဲ့အခါ admin များကနေဖြေချပေးပါလိမ့်မယ်ကျွန်တော်တို့ Wisdom Institute ရဲ့ အတိတ်ကယူရချက်ကတော့ဆရာကြီးကျွန်တော်တို့လူဆိုတာဟာအမြဲတမ်းလမ်းနည်းလုပ်ရပါတယ်နော်လမ်းနည်းလုပ်ပါတယ်အဲကျွန်တော်ဆိုရင်ကျွန်တော်ဥပဒေကိုသိတယ်ဥပဒေသိတာတော့မှမြန်မြန်မသိဘူးကျွန်တော်ပိုင်းခြားပြီးသိရတာရှိတယ်ခုနဆရာဒေါက်တာအောင်မင်းသိန်းပြောသွားတဲ့ဥပဒေရေးဆွဲရေးကိုကဥပဒေရဲ့အစိတ်ပိုင်းတစ်ခုနော်ကျွန်တော်အများဆုံးအဖြစ်အဓိကကကျွန်တော်တို့ဟိုအမှုတွေလိုက်တယ်နောက်တစ်ခါကျတော့ ခန္ဓာ၄ခန္ဓာ၄ခွဲသွားပြီးတော့ဥပရိရေးဆွဲရေးလို့ပြင်ဆင်ရေးတို့ကတပိုင်းအမှုလိုက်တာကတပိုင်းမှုနော်တိမမှုတို့ဟလာရာဆွေးမှုတို့ဆိုရဲအပိုင်း၄ပိုင်း၄ပိုင်း၄အများကြီးရှိပါတယ်အဲ့ဒါလို့ရှိတဲ့အခါမှာဆိုတော့ပညာဆိုတာလေ့လာလို့ကိုမကုန်ပါဘူးအခုဆရာပြောတဲ့ကျွန်တော်နားလေတာနားလေတယ်လို့ပြောကြည့်ပါမယ်နော်ဆရာဆရာရဲ့ဒီ PR ကိုဆရာ နော် PPR နဲ့ပတ်သက်လို့ဆရာ introduction လုပ်တယ်ဆိုတော့ခြေနေကတော့ဆရာ business တွေရဲ့ခုနဆရာပြောတဲ့အသက်ကိုနော်အသက်ကိုဓာတ်သွင်းပေးတဲ့နော် business ရဲ့အသက်ကိုဓာတ်သွင်းပေးပြီး sustainable ဖြစ်အောင်လုပ်တဲ့အတွက်အလုံးအရေးကြီးတဲ့ဘာသာရဲ့တခုလို့ကျွန်တော်ခန်းစားမိပါတယ်ဟုတ်ပါသလားဆရာဟုတ်ကဲ့ပါဆရာအင်မတန်အရေးကြီးတယ်လေဆရာအာစင်ကာပူကနေပြန်လာတဲ့ ော် management ဆရာတယောက်ကဆိုရင်ပြောတယ်သူလုတ်ခဲ့တယ်ဟိုမှာသူအဖွဲ့အစည်းကြီးကြီးမှာလုတ်လုတ်တဲ့ခါကျတော့တဲ့ MD တွေ CEO တွေနဲ့အဲ့ဒီ PR သမားကတဲ့သူ့ရဲ့ corporation မှာ level ပဲ level ဟိုမှာသူကအဲ့ဒီဘေးမှာတောက်လျှောက်ပါတယ်တမင်းစားရင်ပါတယ် copy တော့ရင်ပါတယ်ဆိုလိုချင်တဲ့သဘောက corporation အကြီးတွေဟာနေရာပေးနေကြပြီပေါ့နေရာပေးနေကြပြီသို့တော်လေခုနလိုပေါ်ဆရာကြီးကျွန်တော်ပြောတဲ့အထက်မှာ နည်းနည်းလေးကြမ်းတမ်းပြီးတော့လွန်သွားတဲ့စကလုံးတစ်ခုပါပါတယ်မိုနိုပိုလီဆိုတာเนาะအဲ့တော့တကယ်တမ်းကျတော့ဟာလာမိုနိုပိုလီလို့မပြောဘဲနဲ့တခြားဟာပြောနေတာဒါပေမဲ့အခုလိုမျိုးလာနားထောင်တဲ့လူတွေကစိတ်နေသေးလို့သူတို့တန်းကနေမြင်အောင်ပြောရတယ်ကျွန်တော်တို့စီမာကကျွန်တော်တို့စီမာ business တွေကတကယ်ကျတော့ပြိုင်ကြတော့မှာเนาะပြိုင်ကြမှာ အခုဓမ္မဘာမဟုတ်တဲ့ retail ဆိုင်လေးတောင်တအားပြိုင်နေပြီ retail နော် retail တောင်တအားပြိုင်နေပြီဟုတ်ပါတယ်ဆရာဟုတ်တယ်ဆရာအားပြိုင်မှာအများကြီးပြိုင်မှာအဲ့လိုပြိုင်တဲ့အခါမှာကျွန်တော်အမြင်ရပါတော့ကျွန်တော်အမြင်ရတော့ public relation နားလေတဲ့လူတွေကပူပူပြီးတော့ရှေ့ရောက်လာတယ်ရှေ့ရပြေးနိုင်တယ်အဲရှေ့ရပြေးတော့မှာသူကဘာဖြစ်လို့လဲဆိုတော့သူကလူအများရဲ့သဘောတဘာဝကိုအမြဲလိလာပြီးတော့အဲ့ဒီလူများကသူတို့တွေကို လက်ခံယုံကြည်အောင်ဆရာကျွန်တော်ယူရေးသုံးတာနော်ကြိုက်မဟုတ်ဘူးဟုတ်ပါတယ်ဆရာနှလုံးသားကိုဟိုညှိသွားအောင်လုပ်ပါနော်ဆရာကြိုက်တယ်ဆိုတာကခုနပြောသလိုလေနှစ်ခုဟောတစ်ခုဝယ်ရင်နှစ်ခုရတယ်ဆိုတော့နီးရလဲကြိုက်တယ်ဆရာရဲ့အဲ့ဒါကအဲ့ဒါ PR နဲ့ဆန့်ကျင်နေတယ်နော်အပစ္စည်းတစ်ခုဝယ်တိုင်းဝယ်တိုင်းနှစ်ခုပေးတယ်နော်အဲ့ဒါကြာလာလို့ရှိရင်အဲ့ဒါ PR အနေနဲ့ဆိုရင်ကြောင်းပြန်ကျူးတက်ရောက်မှုတောင်ဖြစ်တယ်။ငါတို့ကဒီပစ္စည်းကတဝက်ပဲတန်တာကိုပေါ့နော် နှစ်ခုပေးနေတယ်ဆိုတဲ့ခါကျငါတို့တဝက်ပဲတန်တာတွေနေပေါင်းများစွာဝယ်လာရတာပါလားလို့ဆိုတဲ့အမြင်တွေပါဖြစ်လာတယ်။ဒါကြောင့်မို့လို့ तू ကဒီ promotion ပေးတိုင်းလေလူတွေကကြိုက်တယ်လို့ထင်ရင်အဲ့ဒီအမြင်ဟောနည်းနည်းလွဲနည်းနည်းတော့မကောက်ပါဘူးဆရာ။အများကြီးလွဲနေပါတယ်နော်။ဒါကြောင့်မို့လို့ဟိုကျွန်တော်တို့ပြည်လဲပြည်တဲ့နဲ့သုံးလဲအသုံးချတဲ့နဲ့လက်တွေ့မှာလေအဲ့ဒီလိုအမြင်တွေအတွေးတွေလိုအပ်ပါတယ်နော်။ တော့အဲ့ဒီအမြင်တွေးတွေကဘယ်မှာရှိတာလဲဆိုတော့ public relation ရဲ့ဘာသာရပ်ထဲမှာရှိနေပါတယ်เนาะရှိနေပါတယ်ဆရာဒီအဒီဘာသာရပ်နဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်ထင်တာပေါ့လေဘာသာရပ်နဲ့ပတ်သက်ရင်တော့အဖွဲ့အစည်းတည်တည်တွေပါเนาะစီးပွားရေးအဖွဲ့အစည်းလူမှုရေးအဖွဲ့အစည်းနိုင်ငံရေးအဖွဲ့အစည်းအားလုံးဟာ public relation ကိုသိထားရင်အကျိုးများပါတယ်เนาะဒီအကြောင်းလေးတော့ကြော်ညာတယ်ပဲထင်ထင်ပေါ့လေเนาะကျွန်တော်ဒီလိုလေးတော့ ဟုတ်ကဲ့ပါဆရာဟုတ်ပါတယ်ဆရာဆရာဆရာလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဟိုဆရာကဒီပါတရက်ကိုဆစ်ဆက်မပြတ်စောင့်ကြည့်လေ့လာနေတဲ့သူဆိုတော့ဒီမနေ့ကကျွန်တော်တို့စောင့်တဲ့ကပွဲလုပ်တယ်ပေါ့နော်ကျွန်တော်ပန်းစည်းကြီးလည်းအဲဘေးနားမှာကိုဘေးနားမှာတော့မြင်တယ်ဆရာလောက်ကျွန်တော်မကြည့်တတ်ဘူးဆရာပြောတော့ကြည့်တော့မှဒီပန်းစည်းရဲ့အယောင်နော်ဒီဟိုဟိုဘောဘောရဲ့အယောင်ဘောဘောရဲ့အယောင် ဒါမျိုးလေးတွေကအစပေါ့နော်ဒါဟိုဒီနေ့တက်ရောက်သူများကိုကျွန်တော်ကအဲ share ပြန်လို့ရှင်တာဒါလူလေးတွေအသေးစိတ်ကကဟိုကြည့်တယ်မယ်ဆိုရင်ဆရာခုနလိုပေါ့နော်ဆရာဆရာမြင်တတ်တာလေးကိုကျွန်တော်ချီးကျူးတာပါဆရာရဲ့အဲအဲ့ဒီအတိတ်က inner self ခေါ်တဲ့ဒီ mind ပေါ့နော်စိတ်ကိုတွားပြီးတော့လေ့လာပြီးတော့မှတော့တစ်ခုချင်းတစ်ခုချင်းတစ်ခုချင်းကြည့်ပြီးတော့ပါဆရာပြန်ပြီးတော့ဆွဲဆောင်နိုင်မှုဆိုတာဟာခုန ဘယ်လိုဘယ်လိုအချက်ကလေးတွေအဲဆရာနဲ့ဒီသင်တန်းကြာရင်တော့ဆွေးနွေးလို့ရပါသေးတယ်လို့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်လည်းဝင်ဆွေးနွေးမှဘူးဆရာရဲ့နော်အဲ့ဒါလေးတော့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ skill skill ပေါ်ဆရာအဲ့ဒါဒီကျတော့ skill ဆိုတော့ခုနပြောသလိုလေတချို့ကလည်းအဲ့ဒီ skill တွေကိုသူတို့က brand နဲ့ပတ်သက်လို့ပေါ့ brand image တို့အဲ့လား brand နဲ့ပတ်သက်ပြီးတော့တာဝန်ရှိတဲ့လူတို့ကအဲသိပါတယ်သိတယ်ပေါ့ အဲ့ဒါဟုတ်ကဲ့ဆရာဘယ်ပတ်တယ်လို့သိနေတဲ့လူတွေဆိုတာအဲ့ဒါ PR PR ဆိုတဲ့ PR policy ကသူတို့ခွဲပေးထားတာအဲ့ဒီဟုတ်ကဲ့ဆရာ PR policy တမားကဒီ brand နဲ့ပတ်သက်ရင် brand image နော်ဟလာ brand နဲ့ပတ်သက်လုပ်မဲ့အဖွဲ့ကိုအဲ့ဒီချက်ကြီးလုပ်ပစီဆိုခွဲထုတ်လိုက်တာသူကအဲ့ဒီလူတွေကသူတို့ပစ္စည်း brand ဟာဘေဘုတ်ထောင်ရင်ဘလောက်ကြည့်ရမလဲဘလောက်အရွယ်စားဖြစ်ရမလဲဘာရောင်ဖြစ်ရမလဲဘေဘုတ်မဟုတ်ဘဲနဲ့ pamphlet ဆိုရင်ဘလို့ဖြစ်ရမလဲ အဲ့လိုမဟုတ်ဘူးအလာ online ပေါ်မှာသွားမယ်ဆိုရင်ဘယ်အရွယ်ဖြစ်ရမယ်ဘယ်လိုသွားရမယ်အဲ့လိုမျိုး तू ကသူ့ရဲ့ policy ကို brand သမားကို तू ကခွဲထုတ်ပေးလိုက်တာတကယ်တမ်းက तू ကဟိုသွားပေါ့ဘ ਹੁ ချက်က तू ကအဲ့ဒီဟာတွေအကုန်လုံးကို तू ကကင်တွယ်ထားတယ်ကင်တွယ်ထားပြီးမှ brand ဆိုရင် brand သမားသွားနောက်တစ်ခါဟို HR တို့ admin တို့ဆိုရင်လည်း तू ကပြန်ပေးထားတယ် ်နော်အာဟိုအင်ဂျီဝါဆာယူနီဖောင်းဝတ်လာရင်ကုမ္ပဏီကလူကဘယ်လိုဖြစ်ရမလဲအဲ့ဒီယူနီဖောင်းဘယ်နေ့တွေမှာဝတ်ရမလဲဘယ်လိုဖြစ်ရမလဲဘယ်စံနှုန်းနဲ့ကတ်ရမလဲအဲ့ဒါတွေအကုန်လုံးကိုတခါ तू ကအက်ဒမင်ကိုတခါထပ်ခွဲပေးလိုက်ပြန်ရောနော်အဲ့တော့ तू ကအားလုံးပေါင်းပေါင်းတာနော်ပေါင်းတာဆရာဒီလုတ်ပြီးတော့မှအဲ့လိုမျိုးတွေ तू ကလုတ်ပေးတာနော်အဲ့တော့အခုတချို့တွေကဒီမှာကျွန်တော်တို့ပြောနေတဲ့အခါမှာဆရာက customer service ဆိုပြောနေတာတို့ဆရာက brand အကြောင်းပြောနေတာတို့ လားဆရာကဘယ်ဟာပြောနေတာတော့အဲ့လိုသူတို့ခွဲပြီးတော့နားလည်နေတာမှန်ပါတယ်ခွဲနားလည်လို့ရတယ်ဒါပေမဲ့ကျွန်တော် PR ကစဉ်သက်တယ်ဆိုတာကိုသူတို့မြင်စေချင်တာပေါ့နော် PR ကနေပြီးတော့အကုန်လုံးခွဲပြီးတော့ဆင်းပြလိုက်တာဆရာအဲ့တော့အဲ့လိုမျိုးဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကလေဆရာဟိုဒီနေ့တင်သွားတဲ့အခါမှာဆရာစလို့မသိဘူးဟိုကျွန်တော်တို့လက်တင်တာစလို့ပဲတင်တယ်ဘာသာရပ်ကိုပိုက်ချစိတ်ပြတင်ဤကားမျိုးပေါ့အဲဆရာကတော့တက်တော် practical ဆန်ပြီးတော့လက်တွေ့မြင်တဲ့ကြေထားနေပြီးတော့ကောက်ပြီးယူပြီးတော့တင်တဲ့ဆရာရဲ့ teaching method ကိုလည်းကျွန်တော်နေစားပါတယ်အတူလည်းယူပါတယ်အဲအဲ့ဒီလိုရအောင်ဆရာတင်တဲ့လည်းကျွန်တော်အသေးချာဦးတက်ကိုယ်တိုင်လည်းတက်ပါမယ်အဲပိတ်ဆွေတငယ်ချင်းတွေကိုလည်းတိုက်တွန်းပါမယ်